မိုးကြီးမြင့်တရီပေးချက်2025ခုနှစ်ဇွန်လ10ရက်ယနေ့မြန်မာစံတော်ချိန်ညနေ3:00နာရီအချိန်နောက်ဆုံးရရှိသည့်အချက်အလက်များအရအနောက်တောင်မုတ်တုံလေးအားကောင်းရာမှအားလွန်ကောင်းနိုင်မှုကြောင့်ဇွန်လ9ရက်နေ့မှဇွန်လ20ရက်နေ့အတွင်းနေပြီးတော့စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီး ပဲခူးတိုင်းဒေသကြီး၊ AR တိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊တနင်္လာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာစိတ်စိတ်မှနေရာအနှံ့ပြားမိုးထစ်ချုံရွာပြီးနေရာကွက်၍မိုးသေးထန်ခြင်းဒေသအလိုက်မိုးကြီးခြင်းနှင့်မိုးတက်လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နိုင်ပြီးမိုးတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေသည်တနအီလရင်35မိုင်မှမိုင်40 အထိတိုက်ခတ်နိုင်သည်ဟုခံမှန်းရပါသည်တို့ဖြစ်ပါ၍ပြည်သူလူထုအနေဖြင့်မိုးရွာသွန်းခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့်ရေကြီးခြင်းမြေပြိုခြင်းနှင့်လေပြင်းတိုက်ခတ်ခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့်အဆောက်အုံများတစ်ပင်တစ်ကိုင်းများဖိုင်ဘာလိုင်းနှင့်တရစစ်တပ်အားလိုင်းများပြိုကျရင်လဲခြင်းစသောသဘာဝဘေးအန္တရာယ်တို့ဖြစ်ပေါ်နိုင်သည့်အတွက်ကုန်းမြင့်ဒေတာများအနည်းတွင် နေထိုင်ကြသူများအနေဖြင့်မိုးကြိုးပစ်ခြင်းနှင့်မြေပြိုမှုအန္တရာယ်ကို၎င်း မြမကံယူရန်တလျှောက်မြင်းငယ်ချောင်းငယ်များအနည်းနှင့်မြင်းနေပိုင်းတွင်နေထိုင်ကြသူများအနေဖြင့်လေပြင်းအနေရနှင့်လျှက်တပြက်ရေကြီးရေရှမ်းမှုအနေရတို့ကို၎င်းကြိုတင်သတိပြုနိုင်ပါရန်နှင့် စိုက်ပျိုးမွေးမြူတောင်သူများအပါအဝင်ပြည်တွင်းလေကြောင်းပြန်တန်းရေးပြည်တွင်းရေကြောင်းသွာလာရေးမြမကန်ယူရန်တရှောင်းနှင့်ကန်းလွန်ပင်လေပြင်းတို့ရှိကန်နီကန်ဝေငါးဖန်းရေရင်များဆက်လေများတင်မောများအနေဖြင့်လဲအထူးသတိပြုနိုင်ပါယံအထူးသတိပေးချက်ထုတ်ပြန်တင်ပြအပ်ပါသည်